မိဘတိုင်းတည်ထားတဲ့ကလေးကိုအေးရဝပြီးအိတ်ဆက်မှုမှန်ကန်စေရန်အခြေခံနည်းလမ်း၅ချက်ကလေးငယ်ကိုတညလုံးအိတ်ဆက်မှုမှန်ကန်စေမဲ့အိတ်ဆက်ချင်းဆိုင်ရာစီမင်း၅ခုကလေးအိတ်ချိန်မမှန်တာညဘက်ခဏခဏနိုးတာတွေဟာမိဘတွေအတွက်စိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။တင့်ကလေးကိုလုံခြုံစိတ်ချစွာနဲ့အေးဝဝအိတ်စေနိုင်ဖို့အောက်ပါ အခြေခံနည်းလမ်း၅ချက်ကိုစတင်ကျင့်သုံးလိုက်ပါ။တအိတ်ရဝင်ချင်းကိုတတမတ်သေးတတ်မှတ်ပါ။ ကလေးငယ်များဟာပုံမှန်ချိန်စရာကိုလိုအပ်ပါတယ်ညတိုင်းတူညီတဲ့အချိန်မှာအရာဝင်ခြင်းဟာကလေးရဲ့ခန္ဓာကိုယ်ကိုထိန်းညှိပေးပြီးအချင်းစိတ်ကိုအလိုလျောက်ဖြစ်ပေါ်စေပါတယ်လက်တွေ့လှုပ်ဆောင်ရန်ည၈နာရီဆိုည၈နာရီအတိုင်းအပတ်စဉ်နေ့စဉ်လိုက်နာပါပိတ်ရက်တွေမှာတော့အချိန်သိမ့်မရွေးအောင်တတိထားပါနှစ်အရာဝင်အကျင့်တစ်ခုတိစောက်ပါ မိနစ်30ဆက်ခန့်ကြာတဲ့အေဂျင့်နဲ့အိယာဝင်လုံယိုးလုံစင်ဟာကလေးကိုအိတ်ဆက်ဖို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပေးပါတယ်ဒီလိုလုံယိုးလုံစင်တွေဟာကလေးအတွက်စိတ်လုံခြုံမှုကိုပေးပါတယ်လက်တွေ့လှုပ်ဆောင်ရန်နွေထွေးစွာရေချိုးပေးခြင်းပုံပြင်စာအုပ်ဖတ်ပြခြင်းချော့တေးဆူပေးခြင်းအနှိတ်ခံပေးခြင်းစတဲ့အရာတွေကိုအဲ့ရမဝင်ခင်တနာရီအလိုမှာစတင်လှုပ်ဆောင်ပေးပါ။သုံးကလေးကိုမိမိပါတာအိပ်ပျော်စေရန်လေ့ကျင့်ပါ။ လေးကိုအိပ်ပျော်သွားချိန်မှာအိပ်ရာပေါ်ချထားခြင်းထက်မိဆက်နေချိန်သို့မဟုတ်နိုးနေသေးချိန်မှာအိပ်ရာပေါ်ချပေးပါဒါမှသာသူတို့ဟာမနှက်ခင်ဒါမှမဟုတ်ညလယ်မှာနိုးလာရင်တောင်မိဘမပါပဲကိုပါတာအိပ်ပျော်အောင်ပြန်သိတတ်တဲ့အလေးချင်းကိုရရှိမှာဖြစ်ပါတယ်လက်တွေ့လှုပ်ဆောင်ရန်နှုတ်ဘူးဆိုရင်ခြိပိုးရင်အိပ်ပျော်သွားတဲ့အထိစောင့်ဆိုင်ခြင်းကိုတဖြည်းဖြည်းလျှော့ချပါ။လေးအိတ်ခန်းကိုမှောင်ပြီးအေးချမ်းအောင်ထားပါ။ကောင်းမွန်တဲ့အိပ်ဆက်မှုအရေးသွေးရရှိဖို့အတွက်ပတ်ဝန်းကျင်ကအရေးကြီးပါတယ်။ အိတ်ခမ်းဟာအလင်းရောင်အလွန်နေပြီးအပူချိန်တင့်တင့်မြတ်တာကစူညံတန်ကင်းမှုလိုအပ်ပါတယ်။လက်တွေ့လှုပ်ဆောင်ရန်အိတ်ခမ်းပြတင်းပေါက်တွေကိုအလင်းမဝင်နိုင်တဲ့ကန့်လန့်ကားအထူးတွေသုံးပါသို့သောလောဝတိတ်ဆိတ်ခြင်းထက် white noise အဖြူရောင်စူညံတန်သို့မဟုတ်တဘာဝအတန်ဥပမာမိုးတန်ကိုဖွင့်ပေးခြင်းက ခလေးကိုပိုအိပ်ပျော်စေနိုင်ပါတယ်။ငါလုံကြုံစိတ်ချရတဲ့အိတ်ဆက်ခြင်းတွေသာဦးစားပေးပါ။ ငွေကင်းစားကလေးငယ်များအတွက် sudden infant death syndrome SIDS ဖြစ်နိုင်ခြေကိုရှင်းချဖို့လုံခြုံရေးစည်းကမ်းတွေကိုတင်းတင်းကြပ်ကြပ်လိုက်နိုင်ရပါမယ်။လက်တွေ့လှုပ်ဆောင်ရန်ကလေးကိုကြောချ၍ဒါအိပ်ရာချပေးပါအိပ်ရာထဲမှာခေါင်းဆောင်ထူးထူးအယုတ်ဆတဲ့ပစ္စည်းတွေကိုလုံးဝမထားရပါဘူး။အိပ်ရာခင်းဟာလည်းခိုင်မာပြီးပြတ်ချက်နေဖို့လိုအပ်ပါတယ်။ဒီအခြေခံစည်းမျဉ်းတွေကိုစနစ်တကျလိုက်နာခြင်းအဖြစ်တင့်ကလေးဟာအေးရွားပြီးစမ်းမပျော်ရွှင်တဲ့ကလေးတယောက်အဖြစ်ကြီးပြင်းလာပါလိမ့်မယ်။ တင့်ကလေးအိပ်ပျော်နေတဲ့ချစ်စရာကောင်းတဲ့ပုံလေးကိုခမမှာဝေမျှခဲ့ပါဦး